မင်္ဂလာပါရှင်တကယ်တော့ဒီနေ့က80ထဲမှာ align lab to center ro right to တိုံနဲ့လုံလောက်ပြီလားเนาะဒါဆိုလို့ရှိရင်တော့80မှာတကယ်ကိုအရေးကြီးပြီးတော့အသုံးဝင်တဲ့တခြား alignment function တွေများစွာရှိတယ်ဆိုတော့ကိုဒီနေ့တီရှယ်ကမျှဝေပေးသားမှာဖြစ်ပါလေရှင်အဲ့တော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့သိထားတာဒီ align နဲ့က alignment နဲ့ကကျွန်တော် left center right တိတယ် top middle bottom သိတယ်ပေါ့နော်ဒါကတော့မြင်နေရလို့ပေါ့အဲ့တော့ဒီလိုမျိုးမဟုတ်ဘဲနဲ့ excel အတွက်တကယ့်ကိုအသုံးဝင်တဲ့ alignment များစွာရှိသေးတယ်တကယ်ကိုလည်းဒီ excel အတွက်အရေးပါတဲ့ဒူးလေးတွေဖြစ်တယ်ပေါ့နော်ဒါလေးကိုတရှိကဒီနေ့မျှဝေပေးသားမှာဖြစ်ပါတယ်အဲ့တော့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပေါ်မှာရပြီဆိုလို့ရှိရင်ကျတော့ဒီမှာဆိုလို့ရှိရင်ဇာကဒီကရိုးရိုးပဲရေးထားတယ် ဟုတ်ပြီဒါဆိုဒီဆက်ဘတ်တူကိုချက်ကနည်းနည်းလေးဆွဲချက်လိုက်မယ်ဆွဲချက်လည်းဆွဲချက်လည်းရတယ်ဒဘယ်ကလေးခောက်လည်းရတယ်ဒီလိုမျိုးလေးဆွဲချက်လည်းရပါတယ်နော်ပြီးတော့ရင်တော့ကျွန်တော်ဒီ e column ပေါ့ e column ကိုမှကျွန်တော်ကဆက်လက်မှတ်လိုက်ပြီးတော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ left ကြီးတယ် center ရှိတယ် right ရှိတယ် love center right ဒီ dot media ပေါ်တော့ဒါအဲ့ဆက်ခွက်ကကျင်းတဲ့အတွက်ရေတော့မပေါ်ဘူးပေါ့နော်ဇလတ်မှတ်ပြီးဆွဲချက်လိုက်မယ် dot media ပေါ်တော့ဒါလေးရောရေတော့တည်ပြီးသားဖြစ်လာမှာလို့ထင်ပါတယ်အဲ့တော့ဒီနေ့သွားမယ့်အကြောင်းအရာလေးကတော့ number တွေက format တွေကိုသွားလိုက်ပါအာဒီ number format ပေါ့နော် format 0တော့သွားလိုက်ပါ alignment ဒီများလေးကိုနှဲ့ရပါတယ် ပြီးတော့ test alignment ဆိုတဲ့အောက်မှာဒီမှာချန်နေလိုက်ပါ left index ကိုနေလိုက်အဲ့တော့ left index ကိုကျွန်တော်ကစသားကိုညာဘက်ကိုကယ်ဆင်းတဲ့အခါမှာကျွန်တော်ကသုံးတယ်အဲ့တော့ဒီမှာ လက်အေးထားပါရှင်တို့ကဘလောက်ခွာချင်တာတက်တက်တက်လားနှစ်လားပေါ့နော်ဘလောက်လောက်ခွာချင်တာတစ်ချက်လားနှစ်ချက်လားဒါဆိုတော့နှစ်ချက်လောက်ဆိုရင်တလောက်သွားမယ်ပေါ့နော်အဲ့တော့ left in depth ဖြစ်သွားပြီအဲ့တော့ဒီလို left in depth ကိုရှင်တို့ဘလုံးနေရာလေးတွေမှာသုံးရမယ်ဆိုရင်ဥပမာသူ့ရှိမှာရှင်တို့က number တွေရိုက်ထည့်တဲ့အခါမှာနော် number တွေရိုက်ထည့်တဲ့အခါမှာပုံမှန်အားဖြင့်ရှင်တို့ကဒီဆင်းမှာ clear format လုပ်လိုက်လို့ရှိရင်ဒီမှာကျွန်တော်က1လို့ရိုက်ထည့်လိုက်ရင်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်ကဘာဖြစ်မလဲ number ညညဘက်ကိုပဲကတ်နေမှာဟုတ်ပြီနော်ဒီ test မှာဆိုလို့ရှိရင်ကျွန်တော်ကပုံမှန်ဒီမှာကတ်နေမှာအဲ့ဒါ number နဲ့ test နဲ့ရောသုံးတဲ့အခါမှာတက်ဒီဒီမှာကတ်နေတယ်အဲ့ဒါလေးကိုနည်းနည်းလေးခွာခြင်းနဲ့ formula သုံးတာပဲဖြစ်ဖြစ်ပေါ့ခွာခြင်းနဲ့ဆိုလို့ရှိရင်ဒါလေးနဲ့ခွာလို့ရတယ် increase in test ဒါလေးနဲ့ခွာလို့ရတယ်နော်ပြန်ပြောခြင်းတဲ့အခါမှာ degree index ကိုသုံးလို့ရတယ်ရမလားဒါလေးကတော့အသုံးများဆုံး function င်ဖြစ်မယ်နောက်တစ်ခုကတော့ကျွန်တော်မဒီဒီကျဲမှာဆက်ပြီးတော့ကျွန်တော်ဗာလေးရှိမလဲဆိုလို့ရှိရင်အာဒီဆဲလေးကိုတကြကားကိုအာ copy ဆွဲလိုက်မယ်เนาะနောက်ထပ်ပဲနည်းနည်း copy ဆွဲလိုက်မယ် အဲ့တော့ဒီ set ကို share ဆက်လက်မှတ်လိုက်ပြီးတော့ performance မှာမလို့ခြင်းဘောပြီးဒါဆို clear format ကိုနှိပ်လိုက်မယ်ဒါ performance မှာမရှိဘူးပေါ့နော်ပြီးရင် column တစ်ခုလုံးကို format ပြောင်းမှာဖြစ်တဲ့အတွက် right click format setting ကိုသွားလိုက်ဒုတိယတစ်ခုကတော့ center ကိုရေးချင်တဲ့ column တစ်ခုလုံးကို center လေးထားလိုက်ကြမျိုးဖြစ်ပါတယ်နောက်တစ်ခု right click format setting ကိုသွားလိုက်ပါ နောက်တစ်ခုကတော့ကျွန်တော်ပါလဲစန္ဒာပြီးတော့ဆိုတော့ right index ဟုတ်ပြီ right index ကိုဘယ်လိုနေရမလားသုံးရမလဲချေပြောပြပါမယ် right index မှာကျွန်တော်ဘယ်လောက်လိုချင်လဲ point 1လား2လား0လားကြိုက်တာကို you ပြီးတော့ရင် okay ဒါတော့ညာဘက်ကနေပြီး index ဒီလိုမျိုး right index ကိုဘယ်လိုနေရာတွေမှာသုံးပြရလဲဆိုလို့ရှိရင်တချို့တို့ number တွေမှာသုံးပြလို့ရတယ်နောက်တစ်ခု date တွေမှာသုံးပြလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ right click set ဒါတကောတိုးလိုက်ဥမာရှယ်ကတိတ်ရိုက်ခဲ့တယ်ပေါ့ တတိယထည့်တယ်ဆိုလို့ရှိရင်သူ့ကိုတစ်ချက်ကဟိုဒီမှာပါ clear format တစ်ချက်နေလိုက်မယ်ပြီးတော့မှဒီထက်က date format တစ်ချက်ယူလိုက်မယ်ဆိုတော့က align format ယူပြီးသားဖြစ်နေလို့နော်အဲ့တော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်ကျွန်တော် date တွေရိုက်ချင်တဲ့အခါမှာ number တွေရိုက်ချင်တဲ့အခါမျိုးတွေမှာ number တို့ date တို့ဒီ align right အနေနဲ့တည်ရှိတယ်အာစာသားတွေတချို့က align left အနေနဲ့ချက်တော့တည်ရှိတယ်ဒီလိုမျိုးနှစ်ခုကိုချက်တော့ကြည့်တဲ့အခါမှာ ဘာဖြစ်လဲဆိုဒီလိုမျိုးကြီးကဲ့နေတယ်ပေါ့နော်အဲ့တော့ right index ကိုဒီလိုနေရာမှာသုံးတယ်နော် date နံပါတ်လို့ကို align နဲ့เนาะ align right ညာဘက်အချမ်းလေးနဲ့နည်းနည်းလေးခွာချင်တဲ့အခါမှာ format cell ကိုသွားလိုက်ပါဒီနေရာလေးမှာ align right ကိုရိုက်ချလိုက် right index ကိုရိုက်ချလိုက်ပြီးရင်မိမိခွာချင်သလားကိုဒီမှာနှိပ်ပြီးတော့ရင် okay ဒါဆိုရသွားပြီရမလားပြီးရင်ဒီမှာ index ထည့်မယ်ဟုတ်ပြီ format cell ကိုသွားဒါလေးကို share က left ထည့်လိုက်မယ်ဒါဆိုရင်ဒီဘက်ကိုသွားလိုက်ပါဒီလိုမျိုးလေး share ကိုသုံးလို့ရတယ် ရမလား right index left index တွေကိုဒီလိုနေရာလေးမှာတောင်းပါတယ်နောက်တစ်ခုကတော့ကျွန်တော်ပါရှိလဲဆိုရင် share ချင်းမှာစာတွေအများကြီးရိုက်ထည့်ထားတယ်เนาะအဲ့ဒီစာတွေကိုကျွန်တော်ကမဆက်ဘူးမဆက်တဲ့အခါမှာကျွန်တော်ကမလုပ်ရမလဲ ဒီချင်းမှာ justify fail တို့ justify လို့ရှိတယ်เนาะကျဲအာဒီ fail ဆိုတာတော့ဖြည့်တာဗောနော်သူရက်က justify ဆိုတာဘယ်ညာညှိပေးတာဗောအဲဘယ်ညာအညီမဟုတ်ဘူးเนาะညှိပေးတာကိုပြောတာเนาะညှိလိုက်တာဘယ်ညာညှိလိုက်တာသူ့အတူ auto ဒီမှာညှိပြီးသားပဲရမလားအာနောက်တစ်ခုကတော့အဲ့ဒီဆဲကွအဲ့ဒီ column ဗောနော် select လိုက်ပြီးတော့ကျတို့ in sorry ပေါ်မဆဲတော့သွားလိုက်တဲ့အခါမှာသူကဒီအောက်မှာ distributed ဆိုတဲ့ဟာလေးရှိတယ် distributed index ဆိုတဲ့ဟာလေး ။နော် distributed index ဆိုတာက distribute ဆိုတာကကျွန်တော်ကညှိတာလေ။နော်ဘယ်ကြာညှိတာ index ကတော့ကိုကြိုက်သလောက်တည်းပေါ့။နော်1တက်မလား2တက်မလားဒါလေးကိုတက်။ပြီးတော့ okay ဒါဆိုရင်ဒီမှာကျွန်တော်ကရှေ့မှာဒီ index တွေလည်းပါတယ်။အရှေ့ကလည်းအညီပဲပေါ့နော် distributed index ကိုကျွန်တော်တက်လိုက်ရင်ကျွန်တော်ဘယ်ညာသည်အာသူ့စာတိုင်းအတိုင်းပဲညှိနေတာကိုတွေ့ရပါလိမ့်မယ်။ရမလားဒီနေ့က test alignment ဆိုရယ် exam မှာအရေးပါတဲ့ကျွန်တော် alignment အကြောင်းကိုဆွေးနွေးသွားတာပဲဖြစ်ပါတယ် January ရှိမယ်မလို့ကျတော့ဆိုကျန်တယ်ပြန်ပြုံးမယ် left in that စာသားတွေကိုယူမယ်စန္ဒာခေါင်းစဉ်တွေရိုက်ချင်တဲ့အခါမျိုးတွေမှာသုံးလို့ရပါတယ်เนาะပြီးရင် right index date တဲ့ number တွေကိုရှင်းတော့ကညာဘက် အဲဒီ margin လေးနဲ့နည်းနည်းလေးခွာကြည့်တဲ့အခါမှာ right industry ကိုသုံးပေးပါ fake justify သူတို့တစ်ခုကတော့ဖြည့်တာပေါ့နော် sender cross selection ရှင်းရှင်းသင်ကန်းစာမှာပြောပြသွားပြီ sender cross selection ရှင်းသင်ကန်းစာမသိမကြည့်ရသေးတဲ့သူတွေအတွက်ချက်ဒါလေးတစ်ချက်ပြောမယ်နော်ပြီးရင်လည်းဒီရောက်က distributed index ကကြတော့ရှင်းစနာကလုံးပြခဲ့တဲ့စာတွေကို distribute ညှိလိုက်တာပဲဖြစ်ပါရဲ့ရှင် okay ဒါဆိုရင် sender cross selection အကြောင်းလေးတစ်ချက်နည်းနည်းလေးပြောမယ်နော် ။နည်းနည်းလေးတော့ရှင်းသွားမယ်ဒီပိုက်လေးက။အဲ့တော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်တကယ်လို့ဒီမှာအာဆလမ်မတ်လိုက်ပြီးတော့ဆလမ်မတ်လိုက်ပြီးကျွန်တော်ကမတ်စင်တာသုံးလဲဆိုလို့ရှိရင်သူ့အောင်မဆဲအကွက်တွေကိုကျွန်တော်ကတစ်ခွက်တည်းမှတ်လို့မရတော့ဘူး။ဟုတ်ပြီနော်။အဲ့တော့ဒီထဲမှာကျွန်တော်ကတိုင်တန်နေရှိမယ်ပေါ့။ တန်တန်ချင်းချတဲ့အခါမှာအဲ့ဒီတိုင်တဲ့နေရဲ့အောက်ကိုချက်ကဒီအကွက်လေးကိုပဲဆက်လက်မှတ်ချင်တယ်ဆိုချက်တော့မရတော့ဘူး။ဟုတ်ပြီနော်။အဲ့တော့သူ့ကိုမှတ်စင်တာမသုံးပါဘူး။ဘာလို့မလဲ။ဒီထဲကိုသွားပါ ဆန္ဒကောဆလက်ရှင်တွေကိုရွေးချလိုက်ပါပြီးတော့ okay ဒါဆိုကျွန်တော်ဆလက်မှတ်လို့ရသွားပြီရမလားကြိုက်တဲ့နေရာနဲ့မှတ်ဆန္ဒကောဆလက်ရှင်ဒီလိုနေရာမှာတုံးလို့ရပါတယ် okay ဒါဆိုရင်တော့ကျွန်တော်ဒီနေ့သင်ခန်းစာလေးကဒီလောက်ပါပဲရှင်နောက်ထပ်နောက်ရက်သင်ခန်းစာလေးမှာဒီလိုမျိုးအကျိုးရှိပြီးတော့လုပ်ငန်းခွင်အတွက်နော်လုပ်ငန်းခွင်အတွက်အသုံးဝင်မဲ့ uses တွေကိုထပ်ပြီးတော့ လာပြီးတော့မြတ်မြတ်မျှဝေပေးတော့မှာဖြစ်ပါတယ်။တရှိရတော့ကွန်ပျူတာကိုရဲ့ Final Trainer ဒေါ်နတ်ချက်ကံဖြစ်ပါတယ်။တရှိရဲ့ TikTok အကောင့်နဲ့ Facebook YouTube တို့ကိုလည်းအလည်လာခဲ့ပေးဖိတ်ခေါ်ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။